ကဲအဘိဆာဆိုတာဘယ်လိုဟာခေါ်တာလို့ဆိုအဘိဆိုတာသူများပစ္စည်းပဲရှေးရှုသူများပစ္စည်းကိုရှေးရှုဇာဆိုတာစိတ်ကူးတာဘယ်လိုစိတ်ကူးလဲဆိုရင် သူများစိတ်ကူးကိုပစ္စည်းကိုဟိုအယုံအယုံပြုတ်ပြီးတဲ့အခါဒီပစ္စည်းငါဟာဖြစ်ရင်ကောင်းပါပဲလို့စိတ်ကူးတာမျိုးအဘိဆာလို့ခေါ်တယ်အဲ့တော့ဒီလောဘကကိုယ်ပစ္စည်းကိုလိုချင်တဲ့လောဘမဟုတ်ဘူး ကိုပစ္စည်းကိုလိုချင်တာတော့အပိဿာလို့မခေါ်ဘူးနော်သူများပစ္စည်းကိုမှရချင်တဲ့ဟာမျိုးကြတော့ဒီလောဘကပိုကဲလာတဲ့လောဘဖြစ်သောကြောင့်သူ့ကိုမနှောတုစေရလို့ဒီလိုသုံးတာမနှောတုစေရဒါကြောင့်မို့အပိဿာနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတဲ့အခါမှာယံပရတတမ္မပတသူများဟာငါ့ဟာဖြစ်ရင်ကောင်းမှာပဲလို့ငါ့ဟာဖြစ်အောင်လုပ်မယ်ဆိုတဲ့လောဘနဲ့တွေးတဲ့အတွေးအဲ့ဒီလောဘမျိုးကိုအပိဿာလို့ခေါ်တာပဲ အဲ့ဒါဟာစိတ်ရဲ့ညံ့နှမှုလို့ခေါ်တယ်။အဲ့ဒါကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်နာဘိစာသူကနာဘိစာအဲ့ဒီလိုအတွေးမျိုးသူများပစ္စည်းကိုငါပစ္စည်းဩဒါမျိုးရရင်ကောင်းပါပဲလို့ပြောတာမဆိုင်ဘူးနော်။သူများပစ္စည်းကိုမှကိုယ်ဟာလှုပ်ချင်တယ်။အဲ့တော့ကိုယ်ဟာလှုပ်ချင်တယ်ဆိုရင်သူများပိုင်တာကိုယ်ဟာလှုပ်ချင်တယ်ဆိုရင်ဘာဖြစ်မလို့ဆိုတာစဉ်းစားကြည့်ပေါ့နော်။အဲ့ဒါမျိုးကြတယ်မှာဘိစာ